ချိုးနေရလေဆိုရင်ဘွတ်အိုင်ကြီးထဲမှာရန်ကုန်ဒီဒီလမ်းမတန်းနေဈေးတက်ကိုမြင့်နေတာဒီလိုမျိုးအခုလက်ရှိကျွန်တော်ဒလစီမံကိန်းပေါ့ဒီမြို့သစ်စီမံကိန်းပေါ့အဲ့ရာကိုဆရာဘယ်လိုမျိုးအမြင်ရှိလဲပေါ့အဲ့ဒါလေဟိုဒီအတွေ့အကြုံရပေါ့နော်ပြီးခဲ့တဲ့အိုင်မြန်မာဖွင့်ဖိတ်တဲ့ပွဲမှာလည်းအဲ့ဒါလေးပြောခဲ့သေးတယ်ဟုတ်ကျွန်တော်တို့ဒီမှာကဟိုစီမံကိန်းတစ်ခုခုလုပ်ပြီးအဲကြော်ညာချက်တစ်ခုခုထွက်ပြီဆိုရင်လူတွေကဝိုင်းအောင်ပြီးဝယ်ကြတာပေါ့နော်ဝယ်ကြတယ်ဟုတ်တယ် ိုးကြတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုတော့ဟိုနိုင်ငံတကာလိုအခြားကြီးနီးမြို့နယ်မှာခွင်းလန်းတွေကနည်းတယ်နည်းတယ်နည်းတဲ့အခါကျတော့အဲ့ဒီတိုးပြီးဝယ်ကြတဲ့ပြဿနာကဒီမှာရှိတယ်တော်တော်များများရှိတယ်နော်တရားတစင်းပြီးတော့ရင်ပဲဟာ6လောက်ဆိုပြီးဟိုတိုက်20လေးအထ30တွေတက်လာမယ်လို့လူတွေမျက်လုံးထဲမှာမြင်လာနေကြတာတကယ်တကယ်ကပြောသလောက်မလွယ်ဘူးဟုတ်တယ်ဟုတ်တယ်ဟိုတလားတရားကြီးကဖွင့်ပြီးတော့ပြီဟာ6လောက်ဆိုပြီးမဖြစ်ပါဘူးနော်မီးလဲအခုခက်နေတယ်ရေတော်မှတော်တော်ခက်နေတာလေဒါကြောင့်မို့ဟိုဗမာပြည်ရဲ့ ခုနတလေးကပေါ့နော်ဘောတဲ့ဟန်တာဝရီ app ပေါ်မှာ app ဆောက်တော့မယ်ဆိုရင်အဲ့နာဝိုးဆိုတိုးဝဲကြတယ်နော်တနေရာမှာတစ်ခုလုံမယ်အကွန်းချောင်းကုန်းမလဲရန်ကုန်လူစိတ်တကြီးဆောက်မယ်လို့ကြားတယ်နော်ဝိုးဆိုဝဲတယ်ရောက်သွားကြအဲနောက်တစ်ခုအမတ်6လမ်းမှာလဲဒီတီတကွာကနေဘန်ကောက်ကိုတွားမဲ့6လမ်းတွားလမ်းကြီးဖောက်မယ်ဆိုပြီးကြော်ညာအဲ့မှာဝိုးဆိုဝဲကြတယ်ပမာပြအဲ့တလေးရှိတာပေါ့နော်တကယ်တကယ်ကစီမံကိန်းဧရိယာတွေကအဲဖြစ်သွားရင်တော့ကောင်းတာပေါ့နော် အများစုက ကျွန်တော်ပမာမှာစီမံကိန်းဧရိယာကနည်း risk ရှိတယ်ဟုတ်တယ်နော်နော်လုံးဝင်းနဲ့ရက်သွားတဲ့ဟာတွေညားတဲ့ခါကျတော့အဲအဲ့လိုတိုးတဲ့ဟာကတော့နည်းနည်းလေးချင်းချင်းစဉ်းစားစီချင်တာပေါ့နော်အနေတော့နည်းနည်းများအဲအဲ့တော့မို့တလားပြောလို့ရှိရင်တော့အခုကဲတလားပြီးသွားပြီတလားရဲ့မြေစေးမျက်နှာဟာကတချို့နေရာလေးဆိုရင်ဘွတ်အိုင်ကြီးထဲမှာရန်ကုန်ဒီဒီလမ်းမတန်းနေဈေးထက်ကိုမြင့်နေတာမြင့်နေတာဟုတ်တယ်နော်မြင့်နေတဲ့ဟာတွေတွေ့ရတဲ့ခါကျတော့နည်းနည်းတဘာမှမကြောက်လို့နည်းနည်းလေးဟိုချိန်ထိုးပြကြတယ်။အကြွေးတာအဲ့လိုမျိုးဟိုဈေးမမြင့်မဲနဲ့ပုံမှန်ဈေးတိုင်းလေးပဲသွားရဲဆိုလို့ရှိရင်တော့ ဟိုရင်းနှီးမြုပ်နှံထားမှဆိုရင်တော့နည်းနည်းလေးတော့တင့်တယ်လို့တော့ထင်တာထင်လာစရာမှန်တယ်မှန်တယ်အဲ့လိုဆိုတော့ကောင်းတော့ပေါ့အခုအားလုံးဝိုင်းတိုးကြတာတော့ဝိုင်းတိုးနေကြတော့ဈေးတွေကအဲ့လိုမဟာတရားကြီးတက်လာပြီမဖြစ်တင်တဲ့ဈေးတွေဖြစ်သွားတာဈေးတွေဖြစ်သွားတာပေါ့အင်းဟောကျွန်တော်ခုနမေကွန်းလေးကိုမေးရတဲ့ရည်ရွယ်ချက်ကလည်းအကြောင်းရင်းကလည်းဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမြောက်တကုံပေါ့လက်ရှိဒီမြောက်အခုတော်တော်လေး popular ဖြစ်နေတဲ့မြောက်တကုံမြို့နယ်ကြီးကလွန်ခဲ့တဲ့10နှစ်နှစ်20တုန်းက ဒီလိုမျိုးစပြီးတော့မှဒီမြို့သစ်စီမံကိန်းစလုပ်တဲ့အချိန်တော့ဆိုလို့ရှိရင်လည်းအခုလက်ရှိတလားပုံစံမျိုးလေးပဲပေါ့ဟိုကျွန်တော်ဒီအာချောင်းကိုကူးရမယ်ဟိုကကြောင့်မြစ်ဖြစ်သွားပေါ့ဒီကတော့ချောင်းကူးရမယ်ချောင်းကူးပေါ့ဒီဘက်ချက်မှဆိုလက်ခွင်းနေရုံမှအဲ့လိုအကွက်တွေပဲကျွန်တော်အခုကျွန်တော်အရှိတကုံသွားကြည့်တယ်လို့ပုံစံမျိုးလေးပဲပေါ့ဘာမှမရှိသေးဘူးပေါ့ဆိုတော့အခုလက်ရှိမြောက်တကုံကလည်းအချိန်ဒီအနှစ်10နှစ်အနှစ်20အတွင်းပေါ့လွန်ခဲ့တဲ့10နှစ်အနှစ်20ဆိုတာကြတော့ဆက်ဆောက်ဆုံးပေါ်ဆောင်တဲ့အချိန်လေးပေါ့ စနစ်ဒီလွန်ခဲ့တဲ့စနစ်ကမှစပြီးတော့မှ develop ဖြစ်လာတဲ့အနေအထားမှာကျွန်တော်အခုမြောက်တကုံကြီးကတော်တော်လေးဟိုပြောင်းလဲသွားတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးများဖြစ်လာနိုင်ဦးမလားဆိုပြီးတော့ကျွန်တော်သိချင်လို့တစ်ချက်အဲ့ဒီမေးခွန်းလေးကိုမေးလိုက်တာပါအဲခုနကပြန်ကောက်အောင်ပါပေါ့နော်တကယ်လို့ဒါဟိုနိုင်ငံရေးရှင်တွေတည်ငြိမ်တော့မယ်နော်နိုင်ငံခြား investor တွေဝင်လာမယ်ဆိုရင်တော့တေချာတယ်ဒါတွေကဟိုအခုမြောက်တကုံလိုပဲနော် ်ညတော့ကုန်ပြီးခဲ့တဲ့နှစ်20ကျော်ကျော်လောက်ကတည်းကတဖြည်းဖြည်းတဖြည်း develop ဖြစ်လာတာပေါ့နော်ဟုတ်ဟုတ်ပြီးခဲ့တဲ့10နှစ်ကျော်ကနဲ့ develop ဖြစ်တဲ့အာကောင်းသွားတဲ့ခါကျတော့ညတော့ကုန်ကအခုလိုဖြစ်သွားတာပေါ့အဲကျွန်တော်တို့ဒီမှာကဟိုစီးပွားရေးအခြေအနေရောနိုင်ငံရှင်တည်နေရောလို့ရှင်နိုင်ငံတကာ investor တွေဝင်လာမယ်ငွေတွေနဲ့ဝင်လာမယ်ဆိုရင်အိမ်ရာပေါ်တဲ့လူတွေကများလာမယ်အတေချာတဲ့အရှိတကုံရောဘာအခုတကုံစိတ်ကန်းတွေရောခုခုနညတော့ကုန်လိုဖြစ်နေတဲ့လေကလေးမပြတ်တဲ့နေရာတွေကအကုန်လုံးလူတွေရောက်မှာအဲမြို့ပြတွေဖြစ်သွားမှာ